ကဲကျွန်တော်အခုဒီနေ့ပြောပြချင်တာကတော့လေအခုနောက်ဆုံး deadline အနေနဲ့ထွက်လာတဲ့ဒီအင်ဂျူရောရဲ့တင်းစာရှင်းလင်းပွဲ press secretary ကပြောထားတဲ့ဥစ္စာကိုဟောတချို့က green card ပါသလားတချို့ကဟိုဝတ်ပါမဲ့ကင်ထားတဲ့သူပါသလားဆိုတော့အဲ့ဒါတွေကလေဟိုလလမင်းနေကြလို့ကျွန်တော်ကအဲ့ဒါကိုပို့ပြီးတော့ရှင်းတော့အောင်ကျွန်တော်ပြောပြချင်တယ်အဲသူဘာပြောလဲဆိုတာကိုလည်းကျွန်တော် ဟိုပြောမယ်သူပြောသွားတဲ့ဥစ္စာတွေကသူဘာတွေဆိုလိုတာလဲဆိုတာကိုသိသွားရင်ဟိုထပ်ကိုမေးကြမလို့တော့ဘူးဗျာအဲ့လောက်ထိရှင်းတယ်ကဲပထမဆုံးကျွန်တော်တို့နားထောင်ကြည့်ကြအောင်ဗျာ Deadline for registration under the Alien Registration Act is today. All foreign nationals present in the United States longer than 30 days must register with the federal government. Failure to comply with this is a crime. သူပြောသွားတာအမေရိကန်နိုင်ငံမှာဘယ်တုန်းကပဲရောက်လာရောက်လာเนาะအမေရိကန်နိုင်ငံသားမဟုတ်သေးဘူးဆိုရင်သူပြောတဲ့သဘောက သူ့ဘာသူဂရင်းကပဲကိုင်ကိုင်ဝတ်ပါမဲ့ပဲကိုင်ကိုင်ကြောင်းမဲ့တက်တက်သူပြောတာအမေရိကန်နိုင်ငံသားမဟုတ်သေးဘူးဆိုလျင်ဒါဆိုအဖြစ်အဖြစ်ပူရှင်းသွားပြီအဲ့ဒါဆိုရင်တဲ့အမေရိကန်မှာရက်30ခက်ပို့ပြီးတော့နေနေတဲ့လူတွေအကုန်လုံးအကုန်လုံးဘယ်လိုကတ်အမျိုးအစားပဲကင်ထားကင်ထားတဲ့အဲ့ဒါသူတို့ကိုအကြောင်းကြားပြီးတော့ registration ပေါ့နော်စီရင်ပေးသွင်းရမယ်နော်အဲ့ဒီလိုစီရင်ပေးသွင်းဖို့ပြက်ကွက်တဲ့လူကိုတဲ့သူတို့ကယာဇဝတ်မှုအဖြစ်တတ်မှတ်မယ်တဲ့ကဲအဲ့ဒါသူပြောတာခဏတော့ပြန်အဲ့ဒါလို့သူက စီရင်မပေးသွင်းဘူးဆိုရင်တို့ရာဇဝတ်မှုအဖြစ်တတ်မှတ်ပြီးတော့တို့ဒဏ်လဲရိုက်မယ်ထောင်သွင်းအကျဉ်းချတာလည်းလုပ်မယ်တဲ့ Secretary Noem has both said, if you register and you leave now, you choose to self-deport. You may have the opportunity to return later legally. ကိုကသာကိုစီရင်ပေးသွင်းတယ်ကိုကသာကိုစီရင်ပေးသွင်းပြီးပြန်သွားတဲ့သူဟာတဲ့ဟိုခင်ဗျားတို့အချိန်ကျရင်ဒီအမေရိကန်နိုင်ငံကိုပြန်ဝင်လာနိုင်တဲ့အခွင့်အရေးရှိပါလေတဲ့သူဆိုလိုချင်တာကစီရင်ပေးသွင်းတဲ့သူတွေအားလုံးပြန်ရမယ်လို့သူမပြောထားဘူး ျွန်တော်တို့သိထားတဲ့အခြေအနေကိုပြောပြမယ်နော်ကျွန်တော်လုပ်နေတဲ့အလုပ်ကနေကျွန်တော်သိထားတာကိုကျွန်တော်ပြောပြရမယ်နော်ဟိုကျွန်တော်ဆရာကြီးလုပ်ပြီးပြောတာလည်းမဟုတ်ဘူးလက်ရှိကသူတို့ကချင်းချင်းပြောရင် crime နဲ့အများကြီးအမေရိကန်မှာဖြစ်နေတယ်အဲ့ဒါတွေလိုက်ဆန်းမှုအချိန်လဲကုန်တယ်ငွေလဲကုန်တယ်ဒါကျွန်တော်တို့သိအောင်ကျွန်တော်ရှင်းပြရမယ်နော်ဒါမောင်နှမတွေနေနေနဲ့ဟိုဗမာပြည်သားရယ်လို့ပြောနေတာမဟုတ်ဘူးအမေရိကန်နိုင်ငံမှာရှိနေတဲ့အမေရိကန်နိုင်ငံသားမဟုတ်တဲ့လူတွေလို့ပြောထားတာဆိုတော့အဲ့ဒါတွေလိုက်မဖမ်းတော့ဘူးဖမ်းတော့ဘယ်နဲ့သူကရက်30ထက်ပိုနေသားသူအလုံးသူကစီးရင်တွင်းခိုင်းပြီးတော့မှာ အဲ့ဒီမှာတချို့ကစီးရင်တွင်ပြီးပေါ်ပါတာကိုပြန်သွားမယ်ဆိုလည်းရတယ်တဲ့နောက်တစ်ချိန်ပြန်လာလို့ရတယ်သို့တော့စီးရင်တွင်လိုက်တာနဲ့ပြန်ရမှာမဟုတ်ဘူးအဲ့ဒါသူမပြောထားဘူးเนาะဒါဥပဒေရှုထောက်ကလည်းကျွန်ရှင်းပြတာဒါ immigration ဒီအတော်နေတယ်သိတယ်เนาะဒီ immigration ဥပဒေရရှိတယ်သိတယ်ဒါပေမဲ့စီးရင်ပေးတွင်လိုက်ရင်ကိုဘာကျူးလွန်လာထားတာလဲဆိုတော့ပေါ်လာတယ်သူတို့ကသူလိုက်မဖမ်းတော့ဘူးเนาะထွက်ဆိုရစီးပွားရေးတမားဒါဒီအားလုံးစမှတ်တယ်အဲ့ဒါစီးရင်မပေးတွင်ရင်လည်းရာဇဝတ်မှုအဖြစ်သတ်မှတ်မယ်သူကစီးရင်ပေးတွင်ရင်လည်းဥပမာကိုကဟိုအဆိုင်လမ်းလျှောက်ထားတယ် green card ကင်ထားတယ်ဆိုရင် 哎，过些年钓鱼啊，不能鱼塘里，哎，捞些诺、些诺底下嘞。只要飞对人呢，阿公钓阿妈都冇好过。多多，哥把大哥编成呢组，编到雅嘞，多么好。乌龟出泡卡嘞，子，就挖编开咩？好不孬，啊，保鲜保鲜就编了。But if not, you will be arrested, fined, deported, never to return to our country. 哎，阿哩咯，乌龟出泡卡咩？卡么东西嘛？飞对人阿爸呢？走路噶？阿哩咯，亚洲虎只打嘛？鱼卡咩？卡鱼？就挖编泡咩？卡咩？再一个，走路脚噶？卡咩？冇得讲，拿出去编拉路，冇得阿罗。 continue to enforce our nation's immigration laws, we will not pick and choose which laws to enforce. We must know who is in our country for the safety and the security of our homeland and for all American citizens. သူပြောထားတဲ့ဥစ္စာလည်းရှင်းတယ်။တို့အခုဒီဥပဒေကိုအထူးကြမှတ်ပြီးကင်တွယ်ဆောင်ရွက်တာဖြစ်ပြီးတော့အမေရိကန်ပြည်သူပြည်သားတွေအတွက်တဲ့ဘယ်သူကတို့ပြည်သူပြည်သားတွေအတွက်လုံခြုံစိတ်အေးချမ်းအောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုတာကိုရှိတဲ့အတွက်ခုနကကျွန်တော်ပြောထားတဲ့ဥစ္စာစီးရင်ပေးသွင်းရမယ်။စီးတစင်မဟုတ်ဘူးအားလုံးစီးရင်ပေးသွင်းရမယ်။နော်။ဘာကတ်တိုင်တိုင်စီးရင်ပေးသွင်းရမယ်။အဲ့ဒါဆိုရှင်းသွားပြီ။ဥပမာ refugee နဲ့လာတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံသားမဖြစ်သေးဘူးစီးရင်ပေးသွင်းရမယ်။ ဒီဒီပေါက်ပြီးလာတယ်အမေရိကန်နိုင်ငံသားမဖြစ်သေးဘူးစီးရင်ပြေးသွင်းရမယ်ကျောင်းတက်ဖို့လာတယ်အမေရိကန်နိုင်ငံသားမဟုတ်ဘူးစီးရင်ပြေးသွင်းရမယ်နော်ဆိုလိုချင်တာအမေရိကန်နိုင်ငံသားမဟုတ်သူအလုံးစီးရင်ပြေးသွင်းရမယ်အဲဒါဆိုရင်ပူရှင်းသွားပြီအဲ့စီးရင်ပြေးသွင်းတဲ့အချိန်မှာတချို့ကကိုယ့်ဘာသာကိုပြန်ကျင်ရင်သူတို့ကပြန်သွားလို့ရတယ်အဲဥရင်ပြန်နောက်တစ်ချိန်ပြန်ဝင်လာလို့ရမယ်ဒါပေမဲ့ရက်30အတွင်းထဲမှာသူတို့ကနော်စီးရင်ပြေးမသွင်းဘူးနော်ရက်30ကျော်လဲအမေရိကန်နိုင်ငံမှာနေထိုင်ခဲ့ပြီးဆိုတော့တစ်နှစ်ဖြစ်ဖြစ်မယ်ငါးနှစ်ဖြစ်ဖြစ်မယ်ဗျာပြောကျင်တာနော်နိုင်ငံသားမဟုတ်သေးဘူးဆိုရင်တဲ့စီးရင်မပြေးသွင်းရင်ရာဇဝတ်မှုဖြစ်တတ်မှတ်မယ်အဲဒါဆိုရင်ပူရှင်းသွားပြီ ဆိုတော့အဲ့လိုဆိုရင်တဲ့သူကဖမ်းပြီးတော့ဖိုင်လဲလုပ်မယ်နော်ဒံငွေလဲရိုက်မယ်ထောင်လဲချမယ်ပြီးတော့ပြန်လဲပို့နောက်တစ်ချိန်လဲပြန်လာလို့မရဘူးဒါပေမဲ့နောက်ဆုံးပြောရတဲ့အခြေအနေမှာတော့အမေရိကန်နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့နော်စိတ်အေးချမ်းသာရေးအတွက်ဆောင်ရွက်ပေးနိုင်တဲ့ဒူတွေကိုတော့သူတို့ဟိုနှွေးထွေးတယ်တဲ့သူတို့ဆိုလိုချင်တာကဗရင်ကတ်ကြိုင်ထားပြီးတော့နေတယ်စီးရင်ပေးတွင်တယ်နော်ကိုမပြန်ပြန်လို့မရဘူးအဲကိုမပြန်ပြန်ဘူးဆိုရင်တော့ရှင်းနေလဲအဲ့ဒီမှာတီးတန်းလျှောက်လာပေါင်းထွက်လာလိမ့်မယ်နောက်တစ်ခုအမေရိကန်မှာအကြီးမားဆုံးရာဇဝမှု၁၈ခုပြောထားတယ် အဲ့ဒီမှာစိုက်ဘာခိုင်းပါတယ်ဝေလိန်လယ်မှုတွေပါတယ်ပြီးတော့အချမ်းဖြတ်ကိုထောက်ခံအားပေးတာပူပေါင်းဆောင်ရွက်တာတွေပါတယ်အဲ့ဒီရဲ့ပုံခင်ဗျားတို့လူချင်းကျွန်တော်ဒီမှာတောင်းလိုက်ခင်ဗျားတို့နိုင်ငံကဒီအမေရိကန်နိုင်ငံသားကနေပြီးတော့နော်ငွေကြေးထောက်ပံ့ပြီးတော့နော်ဟိုဘက်မှာတက်ဖြတ်ခိုင်းတာမျိုးတွေကိုတိကျခိုင်မာတဲ့သက်တွေအထောက်ထားရှိအဲ့ဒီပုံဖြစ်ပြီးခင်ဗျားတို့အဲ့ဒီ website မှာခင်ဗျားတို့ click လေးလစ်လိုက်ရုံနဲ့အဲ့ဒီစကားလေးပတ်ဖန်နေမယ်ဖန်ပြီးတော့ခင်ဗျားတို့ပေးထားတဲ့သက်တွေတက်ကြရ document နဲ့တို့ကအဲ့ဒီလူကို9ရက်အတွင်းစစ်ဆေးမယ်မှန်ကန်ရင်ပြန်ပို့ကဲဒါဆိုရှင်းသွားပြီအဲ့ဒီပုံလိုချင်ကျွန်တော်မှတောင်းလိုက် ဟုတ်ပြီနော်ကျွန်တော်ပေးလိုက်တယ်ဒါပေမဲ့ခင်ဗျားတို့အင်္ဂလိပ်စာတတ်ဖို့တော့လိုတယ်အဲ့ဒီဖောင်ပါခင်ဗျားတို့ရဲ့လိပ်စာခင်ဗျားတို့နေရခင်ဗျားတို့ဘာမှပြဖြစ်လဲရခိုင်းဖြစ်လဲရခင်ဗျားတို့အမှဖြစ်ပြီးရင်ဘယ်သူကခုနကျွန်တော်ပြောတဲ့ဥစ္စာကိုကျူးလွန်နေလဲဆိုတာကိုအဲ့ဒီလူရဲ့နေရလိပ်စာအဲ့ဒီလူကျူးလွန်နေတဲ့အမှုကိုခင်ဗျားတို့ပေါ်ပြပြီးတော့ခင်ဗျားတို့ရဲ့ email နဲ့ပို့ရတာမို့လို့ခင်ဗျားတို့ email ပါထည့်ရတယ်အဲ့ဒီ email ထည့်ထားတဲ့အတွက်ခင်ဗျားတို့ document ဆုထားမယ်သူတို့စီကိုခင်ဗျားတို့ပို့ပြီးတာနဲ့၄၈၄၈နိုင်ရင်အတွင်းထဲမှာခင်ဗျားတို့ email ကိုခင်ဗျားမှဒီပုံပုံနဲ့ပတ်သက်လို့ဘယ်လိုအချက်လက်တွေရှိကြလဲလို့ အိုက်စ်ကမေးလာလေအဲ့တော့ကြာရင်ခင်ဗျားတို့မှရှိတဲ့အချက်လက်ဆက်ပေးလိုက်ရင်အဲ့တော့သွားဖမ်းလိုက်သွားဖမ်းအဲ့ဒီလူဖြတ်ချင်းကြပုံမှာမဟုတ်ဘူးတို့ဆက်စည်းမယ်ခင်ဗျားတို့ပေးတဲ့အချက်လက်မှန်ကန်နေဆိုတော့ပြန်ပို့အဲ့ဒါလည်းပြည်လို့အဲ့ဒီ form လိုချင်ကျွန်တော်မှတောင်းခင်ဗျားတို့စာတိုက်ကလည်းဆက်ပြလို့ website ပေါ်ကဖြည့်ပြီးတော့ခင်ဗျားတို့ပို့ပေးလိုက်ရမယ်ဒါပေမဲ့ခင်ဗျားတို့မှတက်သေးကန်အချက်လက်အသေးစားရှိဖို့လိုနောက်အဲ့ဒီလူရဲ့နေရာလိပ်စာအမေရိကန်ရဲ့မှာရှိနေနေရာလိပ်စာအသေးစားရှိလို့လိုတယ်တက်သေးတက်ကြရလို့ဟုတ်ပြီနော်စကားပြောပါဇက်ပြောလောက်နေတော့မရဘူးတက်သေးအချက်လက်လိုဟုတ်ပြီလားကျွန်တော်ပြောတဲ့အချက်လက်ကတော့ cyber crime အာပြီးတဲ့အခါကျတော့ငွေချေးလိမ့်လေထားမှုတွေနော်ပြီးတဲ့အခါကျတော့ဟိုငွေချေးလိမ့်လေဆိုအစိုးရောက်ပြောတာနော်ဒီအခွန်ပိုင်းဆိုင်ရောက်လိမ့်လေထားတာပြောတာဟိုလူတယောက်လိမ့်လေတာမဟုတ်ဘူးအဲ့ဒါလည်းမသိမကွယ်ဖြစ်နေဦးမယ်ပြီးရင်အကျန်းဖက်ကိုထောက်ပံ့တာပူပေါင်းတာအားပေးအားပြောင်းလို့အဲ့ဒီအချက်လက်ရှိရင်ကျွန်တော်ပေးမဲ့ဖောက်မှာခင်ဗျားတို့ဖြည့်ထည့်လိုက်ရတယ်ခင်ဗျားတို့ရှိမှရှိရမှာနော်မရှိဘဲနဲ့ဖြည့်လို့ဘာမှမတက်ရောက်ဘူးဒါကိုကျွန်တော်ပြောပြတာဟုတ်ပြီလားကျေးဇူးတင်ပါတယ်ကိုရှင်လေးပါဒါကြောင့်အမေရိကန်နိုင်ငံသားမဟုတ်ဘူးအားလုံးရက်30အတွင်းအဲ့ဒီစီးရင်ပေးသွင်းရမယ်ခင်ဗျားကစိုက်တဲ့ကတ်ဆိုင်ကထပ်ပြီးပြောတယ် 后地铁保行啊，唔使做，你間店啊，我好易先入邊做嘢，咪差唔多